မြန်မာနိုင်ငံတွင်ငလင်တန်အသင့်ဒေတာတွေကိုတွားရောက်တည်င်းယူဖို့နိုင်ငံတကာသတင်းဌာနတွေကတင်ပြတောင်းဆိုမှုတွေရှိပေမဲ့ဝင်ခွင့်ပြုမထားဘူးလို့အာဏာသိမ်းစစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုထားပါတယ်။စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားတဲ့ဗိုလ်ချုပ်စော်မင်းထွန်းရဲ့ပြောဆိုချက်ထဲမှာတော့နိုင်ငံတကာမီဒီယာတွေဝင်ရောက်ခွင့်မပြုတာဟာနေထိုင်တဲခိုစရာမရှိဘူးလို့ဆိုပြီးအကြောင်းပြချက်ပေးထားပါတယ်။နိုင်ငံခြားသတင်းတောင်များအနေနဲ့ဒီဟိုရောက်လာရင်လဲကျွန်တော်တို့တဲစရာနေစရာ စင်မပြေပါဘူးခင်ဗျဒီဟိုတယ်တော်တော်များများကလည်းထိခိုက်ထားတာရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီလျှက်စင်ပြီးလည်းတော်တော်များများနေရာမှာမရရှိသေးဘူးရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်နိုင်ငံတကာကသတင်းတောက်တွေဟာပြိပခတွေနဲ့ဒီလိုမျိုးတဘာဝဘေးအန္တရာယ်သတင်းတွေရယူမှုတွေမှာ အတွေ့အကြုံရှိတဲ့သတင်းတောက်တွေကိုလှုပ်ပြီးတော့သတင်းရယူခိုင်းလေးရှိတာကြောင့်စစ်ကောင်စီရဲ့ပြောဆိုချက်ဟာလက်တွေ့မကျတဲ့အကြောင်းပြချက်သာဖြစ်တယ်လို့သတင်းမီဒီယာအတွေ့အကြုံရှိသူတွေကပြောပြကြပါတယ်စစ်ကောင်စီဟာလက်ရှိကြုံတွေ့နေရတဲ့ငလင်ကယ်ဆယ်ရေးတွေကိုမြေပြင်မှာထိထိရောက်ရောက်မလုဆောင်နိုင်တာအပြင်အာဏာသိမ်းပြီးတဲ့နောက်နေမျိုးတွေဆုံးရှုံးတာနဲ့ဆရာဆွေးမှုကျူးလွန်ထားတာတွေကိုနိုင်ငံကကတည်သွားမှာကိုစိုးရိမ်မှုတွေရှိနေတယ်လို့လွတ်လပ်တဲ့သတင်းစာဆရာတွေကထောက်ပြပါဗျာ စစ်အစိုးရကတော့မီဒီယာတွေကိုတခါမှဟိုလွတ်လပ်တဲ့ institution တွေနဲ့သူတို့ကတတ်မှတ်တာမဟုတ်လေမီဒီယာကိုသူတို့ဝါရပြမှုတွေတုံးမှုပဲအဲ့ဒါနိုင်ငံခြားတရင်းတော့သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာမဟုတ်နောက်တစ်ခါဗမာပြည်မှာလည်းဗျာဆိုဗမာပြည်ကတကယ်ဟိုဟို genocide ဆိုတဲ့လူသားမျိုးလုံးတတ်တဲ့နိုင်ငံတကာဘာတော်တရားစွဲခံထားတဲ့အတိုင်းပြီဆိုတော့ ဒီတရင်တော့တွေဒါပေးဝင်လိုက်လို့ရှိရင်ကျွန်တော်တို့အခုလောလောဆယ်ကတော့ငလျင်ပေါ့နော် disaster ပေါ့ငလျင်လောက်တာနဲ့နောက်ဆက်တွဲတခြားစစ်ရာဇဝမှုတွေပါစုံစမ်းသွားမယ်ဆိုတော့တို့ရဲ့စိုးရင်ချက်တွေရှိပါတယ်အဲ့ဒါကဒီငလျင်မာတယ်မဲ့တချို့ဟိုစစ်တပ်ဆိုတာတို့ရဲ့တို့ version တော့ true ပေါ့ဗျာတို့ပြောတင်တဲ့အမှန်တရားကိုပဲသူကနိုင်ငံတကာကိုလည်းသိစေချင်တာအဲ့တော့လွတ်လပ်တဲ့နိုင်ငံတကာသတင်းမီဒီယာတွေမပေးတာကျွန်တော်တို့ကတော့မအားဟောပါဘူး ားကြီးများဒုက္ခရောက်နေတဲ့အတွက်ကြောင့်ကိုပြည်သူများတို့လာယူပေးပါညာတိုင်းလူမှဒုက္ခရောက်နေတဲ့ပြည်သူများတို့ကစကိုင်းမန္တလေးမကွေးပဲခူးနေပြည်တော်နဲ့ရှမ်းပြည်နယ်တွေမှာငလင်ဘေးဒဏ်တင်းခဲ့ရပေမဲ့စစ်တပ်ရဲ့အကန့်အသတ်တွေကြောင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာနှောင့်နှေးမှုတွေရှိနေတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါရယ်လက်ရှိငလင်ဘေးဒဏ်တင်းတဲ့ဒေသတွေမှာစစ်ကောင်စီရဲ့အကန့်အသတ်တွေကြောင့်လမ်းခီးဆက်သွယ်ရေးနဲ့အင်တာနက်အခက်အခဲတွေ တောက်တုံးရီစားနေရိတ်ကလိုအပ်မှုပြဿနာတွေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာကယ်ဆယ်ရေးပစ္စည်းတွေအလုံးလောက်မရှိတာတွေကိုလည်းကြုံနေရတာပါဒီလိုအခြေအနေတွေကိုသတင်းရယူတင်ဆက်နိုင်ဖို့အတွက်လွတ်လပ်တဲ့သတင်းမီဒီယာတွေကဝင်ရောက်ဖို့အခက်အခဲများစွာရှိနေသလိုပြည်တွင်းမှာစစ်ကောင်စီကသတင်းရယူခွင့်ပြုထားတဲ့သတင်းဌာနတွေကလည်းစစ်ကောင်စီခွင့်ပြုသလောက်သာအကန့်အသတ်တွေနဲ့သတင်းတွေတင်ဆက်နေကြရတာပါ I think the fact that uh, Honta didn't allow any international journalist မြန်မာစစ်တပ်ကနိုင်ငံတကာသတင်းတောက်တွေကိုသတင်းဝင်ယူခွင့်မပေးတာကအံ့ဩစရာရေတော့မဟုတ်ပါဘူးကြိုတင်ခံမှန်းမိပါတယ်ပထမဆုံးငလျင်ဆလုတ်တဲ့နေ့ကလေးကထိုင်ဝမ် TV သတင်းဌာနတွေသတင်းတောက်တွေမြန်မာနိုင်ငံနဲ့သတင်းဝင်ယူဖို့ကြိုးစားခဲ့ကြပေမဲ့အကောင်လုံးဘန်ကောက်မှာပဲတောင်းတင်နေကြပါတယ်ဝင်လို့မရပါဘူးဒီတော့မြန်မာနိုင်ငံတဲကိုသတင်းတောက်တွေဝင်ပြီးငလျင်အခြေအနေမှန်ကိုတင်ပြခြင်းနေတာကိုအာနာသိန်းစစ်တပ်ကလက်မခံတဲ့အကြောင်းကတော့ နိုင်ငံတကာကိုသူတို့ဟာကိုယ့်ပြည်သူကိုကယ်ဖို့တောင်အရေးချင်းမရှိဘူးဆိုတာကိုအမြင်စေချင်လို့ပါပဲဒါအပြင်ဒီလိုငလင်းလှုပ်ပြီးတာတောင် ကိုယ့်ပြည်သူတွေကိုလေရင်နဲ့ဘုံကျဲနေတော့မယ်ဆိုတော့ UN ပြောရေးဆိုခွင့်ရှိသူပြောသလိုပဲဘလို့မှလက်မခံနိုင်ကြပါအရန်ရက်ဆက်ပါတယ်နိုင်ငံတကာအကူအညီအများစုကစစ်ကောင်စီကနေတဆင့်ဝင်ရောက်တာဖြစ်ပေမဲ့ငလင်းတန်တက်နေတဲ့ပြည်သူတွေကအကူအညီတွေကိုထိထိရောက်ရောက်မရပဲစစ်ကောင်စီကခွင့်ပြုသလောက်သာအကူအညီတွေကိုရရှိနေတာဖြစ်ပါတယ် အရင်ဆွေအာနာရှင်အောင်ဗိုလ်ချုပ်မှုကြီးဦးသန်းရွှေလက်ထက်က2008နာဂစ်မှုန်တိုင်းကြုံတွေ့ရချိန်မှာလဲနိုင်ငံတကာသတင်းဌာနတွေကိုဝင်ရောက်ခွင့်မပြုခဲ့သလိုအကူအညီတွေကိုလည်းကန့်သတ်ခဲ့တာကြောင့်လူပေါင်းများစွာအသေဆုံးခဲ့ရတာတွေရှိခဲ့ပါတယ်2008နာဂစ်တုန်းကဆိုရင်ဒါစစ်တပ်ကသတင်းအမောင်းတွေချထားခဲ့တယ်ဒါပေမဲ့မတူတာကဒီနေ့ခေတ်ကကျွန်တော်တို့ဒီသတင်းမီဒီယာကအရန်ကိုပြန့်နှံ့လွှဲတဲ့ခေတ်ဖြစ်တယ်ပေါ့လေဒါအဲ့ဒီတော့ဆိုရင်ဒါနီးပညာခက်ခဲတွေကြောင့်ဒါအကန့်အသတ်တွေရှိခဲ့တယ်ပေါ့ဒါပေမဲ့ ဲ့လိုဒီနေ့လိုခကြီးမာတော့မှာဒီလိုမျိုးတွေကန့်သတ်မှုတွေလုတ်ခဲ့တယ်ပေါ့နော်အဲ့လိုမှဆိုရင်လေကျွန်တော်တို့ဒီ2000နာကင်တုန်းကဆိုရင်ဒါမသေးသင်ပဲနဲ့ဒါလူတွေအသက်ပေါင်းသိန်းနဲ့ချီပြီးတော့တည်ဆုံခဲ့ရတယ်အဲဒီအပေါ်မှာအာနာရှင်တွေရဲ့ထုံးစံတိုင်းစစ်တက်ကဲထုံးစံတိုင်းဟိုပြည်သူတွေရဲ့အသက်ကိုဂယူမဆိုင်ဘူးတမုံမထားပဲနဲ့ဒါသူတို့ရဲ့ဒီရွေးကောက်ပွဲကိုဒါ2000 ဒီမြေကြီးကိုပေါ့လေဆက်ပြီးစူးစမ်းခဲ့တယ်ပေါ့ဒါအလားတူပဲအခုချိန်မှာလည်းဒါမင်းအောင်လိုင်းရဲ့ဒါစစ်အုပ်စုကလည်းဒါပြည်သူတွေရဲ့အတက်ကိုသူတို့ကူးမဆိုင်ပဲနဲ့ဒီအပေါ်မှာသူတို့တွေကနိုင်ငံရေးရအမျက်ထုတ်ဖို့စူးစမ်းနေရတယ်ကိုတွေ့ရတယ်လွတ်လပ်တဲ့သတင်းဌာနတွေအနေနဲ့ပြည်တွင်းမှာသတင်းရယူခွင့်မရှိတာအပြင်နိုင်ငံတကာသတင်းဌာနတွေအနေနဲ့ဝင်ရောက်ခွင့်မရှိလို့မှန်ကန်တဲ့သတင်းအချက်လက်တွေအားနည်းနေချိန်မှာလူမှုကွန်ရက်ဆာမင်နာတွေမှာတော့သတင်းအမှားတွေအများအပြားပြန့်နှံ့နေပြီးပြည်သူတွေကလည်းစိုးရိမ်ထိတ်လန့်မှုတွေကိုကြုံတွေ့နေရတယ်လို့ လေးလာစောင့်ကြည့်သူတွေကပြောပါတယ်။တင်းနေမမှန်ကန်ကန်မပြန့်နှံ့တော့ဘူးပေါ့နော်။တင်းတင်းမှန်နေမရောက်တော့ဘူး။အဲ့တော့တင်းမှားတွေပိုပြန့်လာမယ်။နောက်ကျမတို့ရက်ကကြားတယ်။အမ်ရန်ကုန်မှာငလင်လုံးမယ်ဆိုပြီးတော့လူတွေကစင်ပြေကြတဲ့ကိစ္စတွေ။ဆိုတော့စင်ပြေတဲ့ဟိုပြည်သူတွေကိုလည်းဒါအဖြစ်မဟုတ်ဘူး။သူတို့ကတင်းမှန်မရရှိနေလို့နော်။ဒီတင်းကိုဟိုဘယ်လိုပြောမလဲ။ဒီစင်းကိုဒါမှားပါတယ်လို့ ပြန်လည်ပြီးတာဝန်ယူပြီးတော့ဖြေရှားဖြေဖြေကြားပေးမဲ့လူကလည်းမရှိနေဘူးเนาะတတိယမှန်နေလည်းကလည်းစီစဉ်မှုလူတွေတတိယမှန်စီစဉ်မှလူတွေကเนาะအမှန်မှားတိမှာဘယ်နေရာတွေမှာလူနေလဲဆိုတာကိုကျွန်တော်တို့ကပို့ပြီးသိနိုင်မှာပြစစ်ကောင်စီအနေနဲ့လက်ရှိမှာနိုင်ငံတကာကိုငလင်အတွက်အကူအညီတွေပေးဖို့တောင်းခံထားပေမဲ့လက်တွေ့မြေပြင်မှာတော့ထိရောက်တဲ့အကူအညီပေးတာမျိုးမရှိတဲ့ပြင်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့ဆရာဇဝဲမှုတွေကိုဆက်လက်ကျူးလွန်နေတာပါ ဒီလိုမျိုးစစ်ကောင်စီကသူတို့ဆက်လက်ကျူးလွန်နေတဲ့ဆေးရဆွေးမှုတွေနဲ့ငလင်းချီနေတွေနဲ့ပတ်သက်ပြီးစီမံခန့်ခွဲတဲ့နေရာမှာညှပ်ပြင်းမှုတွေကြောင့်ပြည်သူတွေတေဆုံးမှုမြင့်တက်လာတဲ့သတင်းအမှန်တွေပြန့်နှံ့သွားမှာကိုလည်းစိုးရိမ်နေတဲ့အတွက်လွန်လက်တဲ့သတင်းဌာနတွေကိုဝင်ခွင့်ပိတ်တာလို့လေလာသုံးသက်သူတွေကဆိုကြပါတယ်